ာစာလင်းဥဆောင်ပြီးရခိုင်ပြည်လွတ်မြောက်ရေးနဲ့ရင်းချဲရေးတက်မြတ်တော်ကိုစစ်တွေမျိုးမှာဖွေထားပါဗါးအဲ့ဒီနမေအကြောင်းကိုသုံးနေပြည်နေမှာခေါင်းဆောင်ဖြစ်သူစောမြရာစာလင်းကပြောဆိုထားတာဖြစ်ပြီးအဲ့လိုပြောဆိုထားတဲ့ရုပ်တံကို EB 23ရဲ့နေရာလူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားတာဖြစ်ပါတယ်အဲ့ဒီရခိုင်ပြည်လွတ်မြောက်ရေးနဲ့ရင်းချမ်းရဲတက်မြတ်တော်၃နှစ်ပြည့်ကိုပြီးခဲ့တဲ့မတ်လ၂၀ရက်နေ့ကစစ်တွေမြို့မှာပြုလုပ်ခဲ့ရဖြစ်ပါတယ် အဲ့ဒီတက်မြတော်ခေါင်းဆောင်ဖြစ်သူစောမြရာဇာလင်းဟာရခိုင်ပြည်လွတ်မြောက်ရေးပါတီ AFP ကခွဲထွက်လာခဲ့ရဖြစ်ပြီးအစပထမတုန်းကတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AFP ကိုသူမတို့သာပိုင်ဆိုင်ပြီးသူမတို့တက်တာရခိုင်ပြည်လွတ်မြောက်ရေးပါတီ AFP ဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။စောမြရာဇာလင်းဟာခုလိုပြောပါတယ်။ပါတီစတဲ့ President ကထောက်ခတဲ့တိုင်းမတော်ရေးနာမည် ALA African Liberation Army ရဲ့တိုင်းမတော်ရေးအမည်ကိုမတောင်းဝန်ယူပြီးတဲ့နောက်ပိုင်း နာမည်ပရောဖက်ကြီးဖြစ်တယ် ALPR Army for Liberation and Peace of Rakhine လို့နာမည်ပရောဖက်ကြောင်းကိုလည်းဒေနရာမာရေဖို့လို့ကိုတတော်ဝင်အတိပေးကောင်းလာလိုက်တယ်ရေဖို့လို့လမ်းမမှာလည်း ALPR တသိတိရောင်းဟင်းနဲ့တိုက်ပြီးဖြစ်တယ်ငါတို့ရဲ့ပါတီနာမည်တမ်ရက်တို့နာမည်နဲ့လိုက်အောင် ပါတီကောင်းဆောင်မြတိုက်ကောင်းဆောင်မြပါတီဝင်မြတိုက်ရေးဖို့မြအားလုံးကောင်းစွာကျင့်ကြံပြီးကေပါတီတိုးတက်ရာတိုးတက်ကောင်အတွက်အလုံးလုံးလောက်ကဲ့ဖို့အထူးမှာပြန်လို့လေသောမြရာဇာလေးကောင်းဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးနဲ့ငင်းချင်းရဲ့တမျက်တော်ဟာ အာနာဝင်းစစ်တပ်နဲ့ပူးပေါင်းပြီးစစ်တွေမျိုးမာရက်သားပြည်သူတွေကိုဖမ်းဆီးရတွေတပ်ဖြတ်တာတွေအတင်အာရမစစ်မှုထမ်းခိုင်းတာတွေကျူးလွန်နေကြတယ်လို့စစ်တွေမျိုးမာပြည်သူတွေကဆိုပါတယ်အဲဒါကြောင့်အာရခပြည်သူတွေကယုံကြည်လက်ခံအားပေးရတွေမရှိရဲ့အပြင်အာရခဒေသမှာရှိတင်တဲ့အဖွဲ့ဖြစ်တယ်လို့လည်းအာရခပြည်သူတွေကဆိုပါတယ်ဥမမောင်ကြီးကခုလိုပြောပါရယ်ရခိုင်လက်နက်ကင်ဆိုတာပဲရခိုင်ပြည်သူကိုကိုစားပြုရမယ်ရခိုင်ပြည်ကိုကာကွယ်ပေးရမယ်ဒါကကျွန်တော်တို့ရခိုင်လက်နက်ကင်ဒီမှာရှိ တင်တဲ့လမ်းစဉ်ပေါ့နော်မူဝါဒလမ်းစဉ်တွေဒီအခုကလက်ရှိဖြစ်ပြနေတာကရခိုင်ပြည်လုံးမပြည်သူတွေကလွတ်မြောက်ဖို့အတွက်စူးစမ်းနေတယ်ပေးဆက်နေတယ်အနစ်နာခံနေတယ်ဒီလိုအချိန်မှာဒီလက်နက်ကင်ပြီးတော့ရခိုင်တို့ပြောဖို့တော့မရှိဖို့ကောင်းတယ်ပေါ့နော်အာနာရှင်နဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်သူတွေကိုနှိပ်ကွက်နေတာအာနာရှင်နဲ့ပေါင်းပေါင်းပြီးတော့ရခိုင်အိမ်မက်ကိုအကောင့်ထဲပေါ်နေတဲ့အရခတ်အဲ့တက်တော်ကိုအနောက်ထက်ပေးနေတာဒါတွေကလုံးဝမဖြစ်တဲ့အတွက်ဒီ KLP ကိုကျွန်တော်အနေနဲ့ကတော့လုံးဝ negative အမြင်နဲ့မြင်နေရခိုင်ပြည်မှာအနာဂတ်မှာမရှိတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ကျွန်တော်အနေနဲ့ယူဆပါတယ် ။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ Iogan Liberation Party ELP ကို1969ခုနှစ်ဧပြီလ9ရက်နေ့ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး2012ခုနှစ်ဧပြီလ9ရက်နေ့မှာမြန်မာအစိုးရနဲ့ပြစ်ခတ်တိုက်ခိုက်မှုချက်စီရေးကိုလက်မဲ့ရေးထိုးခဲ့တယ်လို့2015ခုနှစ်အော်တိုဝါလာ15ရဲ့နေ့မှာတနိုင်ငယ်လုံးပြစ်ခတ်တိုက်ခိုက်မှုရက်စေးရဲ့သဖောတူစာချုပ်မှာလဲပါဝင်လက်မဲ့ရေးထိုးထားခဲ့ပါတယ်။အဲ့ဒီရခိုင်ပြည်လွတ်မြောက်ရေးပါတီ ELP က ခိုင်ရင်ခိုင်ခေါင်းဆောင်တဲ့အိန္ဒိယနေဆက်အခြေဆိုင်ခိုင်ဆိုးတဲ့ခေါင်းဆောင်တဲ့ထိုင်းနေဆက်အခြေဆိုင်ဖော်မြရာဇာလင်းခေါင်းဆောင်တဲ့စစ်တွေအခြေဆိုင်ဆိုပြီးတွင်ဖွဲ့ပြီးတော့ခဲ့ပါရဲ့